Talk အစီအစဉ်မှာဒီတစ်ပတ်ကတော့ Renal Diet Part 2ပေါ့နော်။ယင်းဘက်ကတော့ဒီ Carbohydrate ကိုလျှော့စားမယ်အကြောင်းရယ် Protein ကိုချိန်ပြီးစားမယ်ပေါ့နော်။အဲတော့ High Protein Diet မဟုတ်ဘဲနဲ့ Medium Protein Diet စားဖို့လိုတယ်ဆိုတဲ့အကြောင်းပြောသွားပါတယ်။အဲဒီတစ်ပတ်ကတော့ Trace Element တွေဖြစ်တဲ့ငန်ဓာတ်တို့အချင်ဓာတ်တို့အဖန်ဓာတ်တို့ပေါ့နော်ဒီအကြောင်းကိုပြောမှာဖြစ်တယ်။ အဲ့တော့ဒီလူနာရီများစုသိကျင်တာကကြောက်ကဲ့ယောဂရှိပြီဆိုတာနဲ့ကျမတို့ဟင်းသီးဟိွယ်စားနေသလားသတိဝလံစားနေသလားဆိုတာအမြင်မိကြနော်အဲ့တော့ဘာလို့လဲဆိုတော့ဒီလိုဘာလို့မိကြလဲဆိုတော့ဆရာဝန်တွေကလည်းကြောက်ကဲ့ယောဂရှိပြီဆိုတော့နဲ့အာငပြောသီးမစားနဲ့အာခရမ်းကျင်သီးမစားနဲ့အာသတိဟင်းသီးရဲ့သေလျှော့စားဒါတွေကအကျဉာဏ်တော့ပေးတာပဲအကျဉာဏ်ကဟိုကိုယ့်ရဲ့လူနာကိုယ့်ရဲ့ရည်မြင့်နဲ့ခက်အောင်မပေးနိုင်တဲ့အခါကျတော့ လူနာတွေမှာတော်ဒုက္ခရောက်တယ်ယောဂါလည်းပူဆိုးလာတယ်အဲ့ဒါလေးဖြစ်လို့ဒီမှာလဲထပ်ပြီးတော့မှဟင်းသီးဟွေးနဲ့သတိဝင်လာစားနိုင်ကြလားဆိုတော့နော်အဲ့တော့ဒီအများစုကတော့ဒီကြောက်ကအာနေသွားပြီဆိုရင်သတိဝင်လာလျှော့စားဖို့ဟင်းသီးမြေလျှော့စားဖို့ပြောတယ်ဘာလို့လဲဆိုတော့ပိုတက်ဆီယမ်တို့ဖော့စဖိတ်တို့အဲ့မှာပါတာဘူးနော်ဒါပေမဲ့စားလို့ရပါတယ်စားလို့ရဆိုတော့ကိုကဒီဘလောက်စားလို့ရှိရင်ကိုပိုတက်ဆီယမ်ဘလောက်ဝင်သွားမလဲ phosphate block ဝင်သွားမလဲ salt block ဝင်သွားမလဲသိလို့ရှိရင်အဲ့ဒါတွေကို short စားမှာပေါ့နော်တနည်းကို block စားလို့ရတယ်အဲ့ဒါကိုချိန်ပြီးတော့စားလို့ရလုံးလုံးရှောင်ရမှာမဟုတ်ဘူးအကုန်လုံးစားလို့ရတယ်နည်းနည်းစီလှည့်စားသွားလို့ရတယ်နော်အဲ့ဒါလေးကိုပို့ပြီးတော့မှလှည့်စားလှုပ်တာရှိအောင်ပေါ့နော်ပြီးတော့ potassium နဲ့ကြောက်ကပ်ပေါ့ potassium ကတော့ဗမာလိုပြန်တော့အချင်းတက်လို့လည်းပြန်လာရှိတယ်နော် sodium ကအငန်တက် potassium ကအချင်းတက် phosphate ကတော့အဖန်တက်ပေါ့ မကြည့်လိုက်လို့ရှင်နန်းနတ်သီးတို့ပန်းသီးတို့နော်ငပြောသီးမဖီချန်ငပြောသီးစားလို့ရလားလေနော်ဘရိုကိုလီဒါမုံမုံသားဒုတ်တွေပေါ့နော်ဒါစားလို့ရမှာခရမ်းကျင်သီးဒါတိတ်ကြိုက်တဲ့ဟာတွေပေါ့နော်မစားဘူးမစားဘူးယူပဲညင်တဲ့ခါကျလူနိုင်မှာဒုက္ခရောက်တယ်အဲ့တော့စားလို့ရပါတယ်နော်စားလို့ရပါတယ်ဆိုတာကရေနှုံးကတော့ဘူးရှိမှလည်းပြောကြည့်လို့ပဲကြောက်ကက်ထိတယ်ဆိုတာက၃ဆင့်ရှိတယ်တဆင့်ကတော့ဗာလဲဆိုတော့ကြောက်ကက်ကိုထိတယ်စီးထဲမှာအသားဓာတ်တွေပါတယ်ဒါပေမဲ့တိုင်းကြီးတော့စီးစိတ်တက်တယ်လို့ခေါ်တယ်ခရစ်တနင်းကပုံမှန်ပဲဖြစ် ဟိုမမေးဆိုတော့ကြောက်ကထိတယ်ဆိုမဲ့အသားထက်ထိတာပဲရှိတယ်တကယ်အစိတ်တွေမတက်သေးဘူးအဲ့ဒါကကြောက်ကထိတာပဲနောက်တစ်ဆုံးကျတော့ခရတင်နီတက်လာပြီတက်လာပြီဆိုမဲ့တကယ်တမ်းကြည့်လိုက်လို့ရှိရင်တရားရှိရမယ့်ဟာက120ဆိုခရတင်တက်ပြီလို့ခေါ်တာပေါ့နော်တရားရှိရမယ့်ဟာ180ပြီလိုက်ခရတင်တက်တယ်ခေါ်တာပေါ့ဒါပေမဲ့200ကျော်လာပြီလား300ကျော်လာပြီလားအဲ300ကျော်လာပြီဆိုရင်တော့ခနာကိုရီးအစိတ်တွေကိုကြောက်ကကမထုတ်နိုင်တော့ဘူးမထုတ်နိုင်တော့ဘူးဆိုရင်တော့အဲ့မှာတော်တော်လေးရှော့ဘူးဆိုတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုက စီးစိတ်တော့တက်တယ်သုံးမှမကျော်သေးဘူးဆိုရင်ပုံမှန်စားလို့လည်းစားနိုင်သေးတယ်ဟောစားလို့ရှိရင်ကြောက်ကက်ကနေသူ့ကိုထွက်သွားမှာနော်ဟောအဲ့ဒါကို stage 3b လို့ခေါ်တယ်နော်ဒါလေးတို့နားလည်အောင်ဆိုလို့ရှိရင်ကိုကြောက်ကက်ထိတယ်ဆိုတာဘလောက်ထိလဲဆရာပြန်မေးဖို့လိုတာမနော်ဟောဒီမှာကြည့်လိုက်လို့ရှိရင်ကြောက်ကက်ထိတဲ့ဆင်းနဲ့အဆင့်1ဆိုလို့ရှိရင်ကြောက်ကက်တော့ထိတယ်သူ့ရဲ့သွေးအလှမှုကပုံမှန်ပဲကြောက်ကက်ထဲမှာသွေးရောက်တာပုံမှန်ပဲရောက်အဆင့်1ဆိုလို့ရှိရင် mile လို့ခေါ်တယ်ဒီကြောက်ကက်ရဲ့သွေးစီးစင်းမှုက 60အထက်မှာရှိတယ်အဆင့်3မှာမှာ ABC ရှိတယ် A ဆို AB ရှိတယ် A မှာဆိုလို့ရှိရင် GF ဘာလို့ခေါ်တယ်ကြောက်ကက်တဲ့ကိုသွေးစီနှုန်းက45အထက်မှာရှိတယ်အဲ B ရောက်လာပြီဆိုရင်တော့သူက45အောက်ကိုရောက်သွားပြီအဲ45အောက်ရောက်သွားပြီဆိုရင်တော့ကြောက်ကက်ကိုသွေးသိမ့်မလျှောက်တော့ဘူးဆိုရင်တော့ခန္ဓာကိုယ်ရဲ့အဆိတ်တွေကိုကြောက်ကက်ကစင်စီးတဲ့ကိုထုတ်ဖို့ဟာပုံမှန်တဲ့နေသွားပြီအဲဒါဆိုရင်တော့ကြောက်ပါပြီစားတော့ပြီပို့ပြီးတော့မှဆင်ခြင်ဖို့လိုလာပြီနော် အဲ30အောက်တို့25အောက်တို့ဆိုရင်ဆက်နဲ့စီးမှရတော့ဆက်နဲ့စီးမှရမယ်ဆင်းဆိုရင်လည်းဒါကပြန်စားလို့ရန်လေရသွားတယ်ပေါ့လေစီးလို့စီးထုတ်နေပြီဆိုတော့ကိုစားလဲစီးတဲ့ထက်ပါသွားမှာပေါ့အဲ့တော့ရှောင်းရမှာက 3B နော်အဲ 3B ဆိုတဲ့အဆင့်ခရစ်တနီ300လောက်ပျောက်ပြီဆက်နဲ့လည်းမစီးနိုင်သေးဘူးအဲ့အဆင့်ဆိုရင်တော့ဘယ်နည်းကပြောလဲအင်းသင်းဟွေတို့တသီးဝန်လန်တို့စားရင်တရားလေးလျှော့စားမယ်ဒါပေမဲ့စားလို့ရတယ်စားလို့ရတဲ့ညီနောက်မှာပြောပြမယ်ဘလို့ပြင်ဆင်လိုက်လို့ရှိရင်ပိုတက်ဆီယမ်တက်ကတွေညော့သွားမယ်လို့ဆိုတာနည်းလေးရှိလို့ရှိရင်ကိုက ပူရစရာနည်းတဲ့သတိဝင်လာဟင်းသီးရွက်ကိုစားနိုင်တယ်။ပြန်ပြောမယ်ဆိုလို့ရှိရင်ခရစ်တနီ300ကျော်နေပြီ။ဒါမှမဟုတ် GF လို့ခေါ်တဲ့ကြောက်ကတ်သွေးစည်းမှု40အောက်ရောက်ပြီဆိုရင်တော့သတိထားမယ်။အဲ့လိုမဟုတ်သေးဘူး။ကြောက်ကတ်တော့ထိတယ်။ဒါပေမဲ့စီးစစ်ကမတက်သေးဘူးဆိုရင်စားလို့ရတယ်။စီးစစ်တော့တက်တယ်။နည်းနည်းပဲတက်တယ်။တရားညာလောက်သူလည်းစားလို့ရတယ်နော်။ဒီမှာဆိုလို့ရှိရင် KG ကိုခိုက်လိုက်မှပြန်ကြည့်လိုက်လို့ရှိရင်လေဆိုဒီယမ်က 2.3 gram per day လောက်စားလို့ရတယ်။ potassium level normal ထဲမှာရှိနေရင်ဒါစားလို့ရတယ်နော်။ potassium တွေတက်လာပြီ5 6ကျော်လာပြီဆိုတော့ဒါ short ဖို့လိုတယ်ပေါ့နော်။အဲ့တော့5.5ကျော်သွားရင်တော့ potassium က5.5ကျော်သွားရင်တော့နှလုံးခုန်မြန်လာတာတွေလို့ကြွက်သားတွေမကောင်းတာတွေလို့ဖြစ်တယ်။အဲ့တော့အဲ့ဒါကိုရှောင်အောင်နော်။ပုံမှန်ဆိုရင်တော့ potassium ကလည်းဘယ်လိုလဲ2000 mg ဆိုတာ2 gram per day လောက်တော့စားလို့ရတယ်။ stage 3ဘီရောက်သွားပြီဆိုရင်တော့1500လောက်စားလို့ရမယ်ပေါ့နော်။ဒါကပူတဆင်များတဲ့အစားအသောက်ကြီးပေါ့နော်။ငပြောစီတို့နောက် dates တို့နော်။စွန်ဘလွန်စီတို့နော်။အဲဒီဘက်ကကြည့်လဲဖရဲစီတို့နော်။အာလူးတို့အချိုးရည်တွေနော်။ဟိုအဗိုကာဒို juice အမေအချိုးရည်တွေမာတော့တယ်ဆိုရင်သတိဝင်လာဖြောရည်အချိုးရည်တွေ။ဒါကြီးကနည်းနည်းသတိထားမယ်။စားအသောက်တွေမှာပါတယ်။အဲ့တော့ ြည့်လိုက်မယ်ဆိုလို့ရှိရင်ကို့ကြောက်ကက်က1 2ဆိုရင်တော့ပုံမှန်စားလို့ရတယ်3ဆိုလို့ရှိရင်တော့ short စားဖို့လိုတယ်နော်ဆိုတော့ short စားတော့ဘလို့ရောအောင်လုပ်မလဲစားလဲစားခြင်းတယ်ဆိုလို့ရှိရင်ဘာလို့ရလဲဆိုတော့ဒီအာလူတို့ဤသိညွှဲတို့မှာပါရတာတွေကပိုတက်ဆီယမ်ကရေထဲမှာပျော်တဲ့သဘောရှိကျွန်တော်ပြောရဆိုတော့စားမယ်ဆိုရင်မစားခင်ရုပ်ရေစိမ်းတာနော်မချက်ခင်မှာ45မိနစ်တနာရီလောက်ရေစိမ်းတာစားပြီးမှချက်လို့ရှိရင်ပိုတက်ဆီယမ်ကိုနဲ့ကနေသွားတယ်နော် ဲ့တော့ဒီနေ့ကိုအာလူ၃လုံးလောက်တော့စားလိုက်ရမယ်နော်ဟုတ် vegetable တွေစားခြင်းတယ် vegetable စားခြင်းလဲဆိုရှင်လေသူ့ကိုခုနကအာလူကိုရှော့ vegetable စားပါအဲ့ဒီကိုနော်အာလူမစားနဲ့ vegetable စားဟင်းသီးရွက်စားပါနော်အဲ့လိုပဲသူ့ကိုပြုတ်ပြီးတော့စားသူ့လဲလို့ချင်းပူတဲ့ဆီယံဓာတ်ကရေထဲမှာပါသွားတယ်ပြီးတော့မှအဲ့ရေကိုသွန်ပလိုက်ပြီးတော့မှဟင်းရွက်ကိုစားပါအဲ့တော့ဟင်းသီးရွက်ကိုအစိမ့်တို့မစားဘဲနဲ့ပြုတ်ပြီးတော့မှစားလို့ချင်းပူတဲ့ဆီယံတစ်ဝက်လောက်ရောအဲ့ဒါဆိုရင်ပို့ပြီးတော့စားကြရတယ်အဲ့တော့သူကချက်ပုတ်ချက်နီးကို ီကတော့ခုနလိုရေတွေအပြင်ထွက်စေခြင်းတွေတဲ့ကြောင်းဒီ pressure cooker နဲ့ချက်တာတို့ microwave နဲ့ချက်တာတို့ star fry ချက်တာတို့ရှောင်းရှောင်းပြီးတော့ပုံမှန်ရှည်ဦးနီးရေသွန်ချက်ဒါဆိုရင်ပုဒေဆင်တွေပါသွားတယ်ခန္ဓာကိုယ်မှာပုဒေဆင်တွေဒုက္ခပေးတော့ဘောနော်ဒါလေးကချက်ပုံချက်နီးလိုဝဲချက်ကလေးပေါ့နော်နောက်တစ်ခုကဒီဟင်းသီးမြွက်ကိုချက်တယ်ဆိုလို့ရှိရင်လည်းအထက်ကပုဒေဆင်တွေကရေထဲမှာပူပေါင်းဆိုပါလို့ရဆိုတော့အဲဟင်းသီးမြွက်တွေကိုနော်ကစွန်းမြွက်တို့ဝန်ကြီးမြွက်တို့တိတိတိခုတ်လိုက် ခိုးပြီးတဲ့ခါကျတော့ရေထဲမှာစိမ့်တာအဲ45မိနစ်နာရီဝက်တနာရီစိမ့်ပြီးတဲ့ခါကျတော့မှအဲ့ယူသွန်ပြလိုက်ပြီးတော့မှအဲ့ဒါယူပြီးတော့မှဟင်းရွက်ကိုယူပြီးတော့မှပြုတ်ပြုတ်ပြီးတော့မှအဲ့ဒါကြော်အဲ့ဆိုလို့ရှိရင် तू ကဘူဒဇင်မပါတော့ဖြစ်သွားပြီနော်ကိုယ်လည်းဟင်းသင်းရွက်လည်းကြိုက်တယ်တော့ဟင်းသင်းရွက်မှာဗိုက်တာမင်စီဖိုက်ဘာစီကပါလိမ့်တာအဲ့ဒါကြီးကလိုတယ်အဲ့တော့ဟင်းသင်းရွက်တွေမစားနဲ့သူကမစားနဲ့ဆိုလို့ရှိရင်ခန္ဓာကိုယ်ကပိုတက်ဆီယမ်တော့ထိန်းလို့ရတယ်ကျန်တဲ့ဗိုက်တာမင်စီချုပ်တဲ့မှုဖြစ်လာမယ်ဖိုက်ဘာချုပ်တဲ့တော့ဝင်ချုပ်တယ်ဆိုတာဖြစ်လာမယ်အဲ့တော့ ်ညီညွတ်စာဘူးအားပေးရမယ်ဒါပေမဲ့ချက်ပုံချဲနေပြင်ဆင်မှုပြင်ဆင်နည်းလေးကိုတော့ပညာပေးလိုက်အောင်ပါနော်ရေစိမ်မှာအတုံးသေးသေးခုတ်ပြီးတော့မှပိုင်းပြီးတော့မှရေထဲမှာထည့်အဲ့မှာထဲမှာရှိတဲ့အမြင်လေးတွေပြီးကိုပို့တဆင်းနေပြီးကိုပြန်ထွက်သွားမယ်နော်ဟိုကွန်ပျူတာကြီးကိုကွန်ပျူတာကြီးညရေစိမ်ပြီးတော့မှချက်ရင်တော့ဘာမှမတူဘူးကွန်ပျူတာကိုပပပပလီလီပြီးတော့ရေစိမ်ရေစိမ်ပြီးတော့မှရေကိုသွန်းသွန်းပြီးတော့မှချက်အဲ့ဒါဆိုရင်ကောင်းတယ်နောက်တစ်ခုကတော့စားတက်ပေါ့နော်ငန်တက်ငန်တက်ကလည်းတပိချူကတော့3 gram body စားဖို့လုပ်တယ် 3 member days ဆိုလို့ရှိရင်တွက်ကြည့်လိုက်လို့ရှိရင် sodium ရဲ့ molecular weight က23 chloride ရဲ့ molecular weight က35အဲ့တော့1 gram sodium chloride က1000 mg ဆိုလို့ရှိရင်70 mmol ရှိတာပေါ့နော်အဲ့တော့ daily intake က40 mmol သို့မဟုတ်3000 mg လို့ရတယ်အဲ့တော့အဲ့ဒါကိုဇုံနဲ့တွက်ကြည့်လိုက်လို့ရှိရင်ဒီစာ teaspoon လို့ခေါ်ပါဘာ teaspoon ဇုံသားလောက်ပဲစားလိုက်ရတယ်ကိုတနည်းနည်းစားညာကစားအများကြီးက ဒီလက်ဖက်စိုးနဲ့သူမင်းနဲ့ထည့်ထားတာမဟုတ်ဘူးဘယ်မှာပါသွားဆိုစာဟင်းချက်တဲ့ထဲမှာပါသွားနော်တီးစပွန်းတစ်စပွန်းစာနော်လက်ဖက်စိုးတစ်စပွန်းစာတော့ပါသွားပါသွားတယ်ဆိုတော့ဒီထဲမှာပါတာကိုလျှော့ရမှာပေါ့နော်လျှော့ဖို့ဆိုတော့ကိုကဒီဘယ်စားဒီမှာအငံနဲ့ပူပါလဲဆိုတာကြည့်လိုက်လို့ရှိရင်ဘေကွန်တို့ခေါ်တဲ့ဘွက်ပေါင်ကြောက်နော် KFC ကြက်ကြော်နော် cheese အဲ့ဒါအငံနဲ့အများကြီးပါတယ်နော် prickle fish ပေါ့နော်ငပိတို့ငချောက်တို့ salami တို့နော် tin meat စီစိုးထားတဲ့အသားနောက် ready made ခောက်ဆွဲရောက်တယ်အဲ့ကျမှစားတက်ကအများကြီးပါတယ်နော်နောက် pickled potato chips နော်အာလူကျော်အာလူပြားကျော်အာလူကြောင်းကျော်ဒါတွေကစားတွေအများကြီးပါတယ်အဲ့ဒါကြီးစားပြီဆိုလို့ရှိရင်တော့ဒီခနာကိုယ်ထဲမှာငန်းတက်ကစုမိနေမှာနော်အဲ့ဒါ short စားလက်လက်ဆက်ဆက်အာလူစားရင်အာလူပြုတ်စားဒါရတယ်နော်ဟိုကနေ french fry တို့ chips တို့မစားနဲ့အဲ့လိုအသားစားခြင်းအသားကိုချက်စားဟို ready made တင်းနေမစားနဲ့ဝက်ပေါင်ကြောက်တွေမစားနဲ့ ဘက်ကငါးစားညင်ငါလဲလဲဆက်ဆက်စားငါ၆တို့ငါပြီတို့မစားနိုင်ဘူးနော်အဲ့တော့ကိုကအငန်နဲ့ကိုတော့ယောက်ကသမားရန်ကြောက်တယ်အဲ့ဒါကိုတော့ short စားဖို့လိုတယ်ပေါ့နော်နောက်တခြားဒီအငန်များတဲ့ဟာတွေဆိုလို့ရှိရင် process food တွေပေါ့နော်ကြာကြာခံအောင်ဆိုလို့ရှိရင်အမြဲတမ်းစားထည့်မှကြာကြာခံတယ်စားတော့နှမတို့ပုတ်သွားမှာပေါ့နော်အဲ့တော့ process food တွေအားလုံးကဒါစားတတ်ပါတယ်နောက် canned food တွေနော်အကုန်လုံးပါတယ်နောက် chips တို့ nuts တို့ဒီမြေပဲစားလို့တို့နော် နောက်ပြီးချင်းမကတိဗီယာတို့နော်အဲဒါနောက်ပြီးတော့မှတို့စားတဲ့ chips တွေပေါ့နော်အချင်းတွေအဲဒါတွေစို့စီအားလုံးကအငံတက်ကပါပြီးသားပဲအဲဒါတွေကိုလျှော့ဖို့လိုတယ်အဲတော့ protein intake ကိုကတိထားဖို့လိုတယ်နောက် sodium intake ကိုလည်းလျှော့ဖို့လိုတယ် food level ကိုကြည့်ပေါ့နော် sodium ဘယ်လောက်ပါလဲဆိုတော့ကျုပ်ကပ်ပြားလေးတွေပေါ်မှာဇရားလေးပါတယ်စားတော့ွယ်လို့ချင်းအိတ်ပေါ်မှာအငံတက်နေတဲ့ဟာကိုစားနောက် seasoning စီမထည့်နဲ့ ။နောက်တနေ့လောက်စားတော့ကိုအိမ်မှာချက်ပြုတ်ပြီးတော့စား။အပြင်မှာသွားဝယ်စားရင်တော့သူကစားကောင်းဆိုရင်အငန်းဆွတ်တယ်နော်။အချိုမုံနေဆွတ်တယ်။အပြင်မှာဝယ်လိုက်ဟဲ့စားလို့ကောင်းတယ်ဘာလို့စားကောင်းဆိုအငန်းနဲ့အချိုမုံကပါတယ်။အဲ့တော့ကိုယ့်အိမ်မှာကိုတဲ့အချိုမုံလည်းမထင်နဲ့စားဖို့လေကိုနေကလို့တနေ့တာကိုနည်းနည်းလေးပဲပအောင်တဲ့နော်။နောက်တစ်ခါကျတော့ခုဒီဘက်ဘက်မှာစားဘူးတင်မတန်းနဲ့စားဘူးတင်နိုင်စားဘူးနဲ့ထည့်ထည့်ပြီးတော့စားတဲ့ခါမှာအငန်းတက်ကစားတယ်။နောက်စားလို့ရှိရင် vegetable စားလို့ရှိရင်လည်းလက်လက်ဆက်ဆက်ကိုချက်စားဒီ canned vegetable တွေအထုပ်တွေမစားနဲ့ဘူးနော်။ ဒါအငန်တက်နဲ့ပတ်သက်တယ်အဲနောက်တစ်ခုကတော့ phosphorus ပေါ့နော် phosphorus ကတော့လူတွေကြားထဲမှာအသိတော်နေတယ်ဒါပေမဲ့ဒီကြောက်ကက်ကဘယ်နှကလို300ကျော်လာပြီဆိုလို့ရှိရင်စီးစီးလေး300ကျော်ပြီဆိုတော့ phosphorus အနာကိုတွေမှာများလာများလာလို့ရှိရင်ကြောက်တယ်လေလို့နှလုံးရောဂါဖြစ်တယ်လို့ရှိတယ်ပေါ့နော်ဒါကြောင့် phosphate လို့ခေါ်တယ် phosphorus ကတော့သတိထားဖို့လိုတယ်အဲနောက်တစ်ခုကသူကဒီနှလုံးလို့လေဖြတ်တာတွေမကဘူးကြောက်ကက်ကိုလည်းတဲ့ဒုက္ခပေးတယ်ဒီခန္ဓာကိုယ်ရဲ့ကြောက်ကက်က phosphate လာလို့ရှိရင်အဲစီးရဲ့ excretion တို့ကကျကျသွားနော်အဲတော့ကြောင်းသတိထားဖို့လိုတယ်အဲတော့ဘာတွေက phosphate တွေများလဲဒါတော့လူသိနေတာပေါ့နော် phosphate တွေများလို့ဆိုလို့ရှိရင်မကြည့်လိုက်မယ်ဆိုရှင်သူဇရားလေးနဲ့လဲပြထားတယ်ပုံလေးနဲ့လဲပြထားတယ်နော်ဒီမှာ salmon တို့ပဇွန်တို့ nuts တွေပေါ့နော်အဲနောက်ကျက်သွန်မြူတို့အဲဒီမှာ phosphate တွေများတယ်ဒါလေးကြော့သားဖို့လိုတယ်ဒီမှာဘာမှမဆိုလို့ရှိရင်နော်ဒီ roasted chicken နော် ကြက်ကင်ဆိုလို့ရှိရင်သူကဖော့ဖေးက200လောက်ပါတယ်နော်အဲဒါကဒီခန္ဓာကိုယ်မှာခွင့်ပြုတာလေ16ရာခိုင်နှုန်းပါကြက်ကင်တုံးစားလို့ရှိရင်16ရာခိုင်နှုန်း limit ကကုန်သွားတယ်နော်အဲလိုပဲဝတ်သားစမယ်3 ounce ပေါ့နော်1 portion က3 ounce ရှိတယ်ဝတ်သားပြားဒီတပြားပေါ့နော်အဲ့ဒီပြားစားလို့ရှိရင်သူက16ရာခိုင်နှုန်း phosphate allowance ကိုမှာတယ်အဲ့လိုပဲပူများလာကြတော့ visra တွေပေါ့ကြက်သေးချင်းမြင့်စားတယ်ပေါ့နော် အဲ့ဒါစားတယ်ဆိုလို့ရှိရင် तू ကစက်သေးချင်းစားလို့ရှိရင်1ပိုးချင်းစားလို့ရှိရင် तू က30ရာခိုင်နှုန်းသုံးမှုတဘုံကုန်သွားတယ်စက်သေးတဲ့လုံးစားလိုက်တာနဲ့ဖော့စဖိတ်လောင်းရင်စက်သုံးမှုတဘုံကကုန်သွားပြီကိုစားရင်ဖော့စဖိတ်ဒီခန္ဓာကိုယ်ထဲမှာစုမိလာနော်အဲ့ဒါကအသားရဲ့မျိုးစားလိုက်ပြီးတော့ကွာသွားရှိတယ်ဒီဘက်ကကျတော့လေကွန်းကလိုပဲ vegetable လိုပဲ तू ကချက်ပြုတ်ပုံပုံဒီပြောလေဖော့စဖိတ်တွေကိုရှော့ချလို့ရတယ်နော်အဲ့တော့ roast လုပ်တယ်ဆိုလို့ရှိရင်ကိုယ်ကပြောတယ်ချက်ကင်တို့ဘဲကင်တို့က phosphate ကခန္ဓာကိုယ်ထဲမှာအများကြီးကျန်ခဲ့တယ် ဲ့ဒါကြောင့် roasted food တွေက phosphate content ဆိုများစေတယ်အဲ့တော့ဘာကောင်းလဲဆိုလို့ရှိရင်တော့သူ့ကိုပြုတ်ပေါ့နော်ပြုတ်စားလို့ရှိရင်တော့ကောင်းတယ်ဒီမှာဇရာလည်းသူပြီးတာရှိတယ်ဟိုကနန်းဆိုလို့ရှိရင် phosphate က36ဝါခန့်တုံးပါတယ်ဝမ်စာပြီမှာနော်စာရင်းက33ဝါခန့်တုံးပါတယ်ညာတဲ့ဟာကြီးလိုက်လို့ရှိရင် crab နော်ဒါဒီမှာပါတယ် mackerel ကြိုက်တဲ့ mackerel ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်19ဝါခန့်တုံးတော့ပါတယ်တုံးတုံးစားရင်နော်အဲ့တော့ဒါတွေက short စား process meets ဒီသူဖြင့်လျှော့ဖို့လိုတယ်။ तू က process လုပ်ကြပြီဆိုရှင်ကြက်လွယ်အောင်ဆိုရှင်အဲ phosphate လေးနည်းနည်းပါဆိုရှင် तू ကရန်တို့ phosphate တို့ရတာအသားတွေကိုတန်တန်ဖြစ်စေတယ်။စားလိုက်ရင်နူးညံ့ပြီးတော့ဝိုင်းရင်သိကောင်းတာပဲအဲ့ဒါပါပါပြီလို့ဆိုရင်အဲ phosphate နဲ့ treat လုပ်တာနော်။နည်းနည်းတုပ်ထားပြီးလုပ်တာ။နောက် cola beverage တွေနော်။တောက်လို့ကောင်းတယ်ရှာရှာတာလေးအဲ့ဒါ phosphate တွေထည့်တာနော်။နောက် baked goods biscuits တို့ pancake တို့နော်။အဲ toaster pastry တို့နော်အဲ့ဒါတွေက ်စားလို့တော့ကောင်းတယ်ဘိတ်လောက်ထားပြီဆိုရင်အဲ့ဒီဘိတ်ကင်းဆော်ဒါထဲမှာဖော့စ်ဖိတ်ကပါတယ်နော်အဲ့ဒါကြီးကဖော့စ်ဖိတ်ကိုတက်စီတယ်။နောက်ဖတ်ဖူးစီပေါ့နော်ဖတ်ဖူးစီလောက်ပြီဆိုလို့ရှိရင်တော့အဲ့ဒါထဲမှာဖော့စ်ဖိတ်ကပါတာပဲဟမ်ဘာဂါတို့ဒီဘက်ကအလူကျော်တို့အကုန်လုံးပါတယ်နော်။နောက် convenient food တို့ခေါ်တယ်။ဆိုင်မှာသွားစားပြီးတော့ ready made plastic လေးနဲ့ထုတ်တဲ့ပစာတွေအဲ့ဒီအကုန်လုံးကအထဲမှာသူကတချို့အလူကျော်တွေဆိုကြော်ထားတယ်အိမ်မှာကြော်ရင်တည့်ရဆိုပြော့သွားပြီ။ဆိုင်ရဟာဆိုကြော်ထားတလားလည်းမပြော့ဘူးကျွတ်နေအဲကျွတ်နေ first wing နဲ့စီနေတာနော်။ တော့ဒါဒီကဟိုဆိုင်မှာဝယ်စားပြီးတို့ ready made တို့အခြေခံလုပ်တဲ့ပြီအကုန်လုံးက forfeit ပါလေအရင်နူးညံ့လုပ်တဲ့ဆိုရင် forfeit ပါလေအဲ့ဒီကိုရှောင်မှုလို့ရပေါ့နော်နောက်တစ်ခုကတော့အရေဓာတ်ပေါ့နော်အဲ့တော့ကြောက်ကရောကရေကိုတော့ကြောက်တယ်ကြောက်တဲ့ခါကျတော့ဒီအထူးဖြစ်တော့ခုနကပြော stage 3b ဆိုရင်ခဏကွာရေကိုမထုတ်နိုင်တော့အဲ့တော့ကြောက်ကထိတယ်ထိုံမဲ့ထိတယ်ဆိုရင်တော့ကြောက်ကထိစမှာစီးရပူသွားတယ်လူကောင်းကတနည်းကိုတလီတာလောက်စီးသွားရင်ကြောက်ကရောကဆိုတာညံ့ညံ့စီးထတာပေါ့ပါ ဲအဲ့ဒါကြောက်ရယောဂရဲ့လက္ခဏာတစ်ခုပဲအဲ့ဒီလူတွေသွားပြီးတော့မှရေလျှော့တောက်လို့ရှိရင်သူကလူကရေခမ်းချောက်သွားနော်ပြီးတော့ရေဘယ်လောက်ထွက်တယ်လဲထွက်တာတဲ့တလီတာလောက်ပို့တော့မှလူကတော့ကားလောက်ကြတယ်နော်အဲ့တော့အနည်းဆုံးတစ်နေ့ကိုစီးတလီတာပေါက်လို့ရှိရင်ရေက2လီတာတောက်ရတယ်နော်ရေသံဘူး2ဘူးပေါ့လို့တောက်ရနော်တူလာဘူး2ဘူးတောက်ရအဲ့တော့သွားပြီးတော့မှရေလျှော့တောက်ပါတော့လို့ချို900တောက်ပဲတောက်တဲ့ခါကျတော့လူကပို့ပြီးတော့မှစီးစိတ်ကတက်လာအောင်နော်ဒါကကြောက်ကက်ထိတယ်ဆိုတာရဲ့အစောပိုင်းဒါပေမဲ့ကြောက်ကက်ထိတယ်စိတ် 3B ရောက်သွားပြီး သူ့ရဲ့စီကြောက်ကက်ကိုသွေးသွားတာကဒီနေ့ကို40 ml per minute နဲ့သွားပြီဆိုလို့ရှိရင်တော့ရေကိုလျှော့သွားပါမယ်နော်အဲဒီကိုကြောက်ကက်ကဘယ်လောက်ထိတယ်ဆိုတာဘယ်လောက်ထိနေပြီဆိုတာကိုယ့်ဘာကိုသိဖို့လိုလို့တယ်ပြီးတော့မှဒါရေကပုံမှန်တောက်အောင်မှလားလျှော့တောက်အောင်မှလားပုံမှန်တောက်အောင်မှကိုသွားလျှော့မိလို့ရှိရင်လည်းအန်ဒီရဖြစ်တယ်လျှော့တောက်အောင်မှပုံမှန်တောက်နေလည်းအန်ဒီရဖြစ်တယ်အဲတော့ကိုယ့်ရဲ့ယောဂအခြေအနေလေးကိုတော့သိဖို့တော့လိုတာပါနော်အဲတော့ပြန်ပြီးတော့မှပြောမယ်ဆိုလို့ရှိရင်တော့ဒီကြောက်ကက်ယောဂသမားတွေက ကယ်လိုရီလို့ခေါ်တဲ့ energy ကိုတော့ချိန်ပြီးတော့စားရမယ်။တစ်ခါစားလို့ရှိရင်ခမင်းစားရင်၈ဇွန်း၁၀ဇွန်းဘယ်လောက်ပဲစားလို့ရမယ်။ဒါတော့ကြောက်ကြယောဂမှမဟုတ်ဘူး။စီးကျူတမလည်းအတူတူပဲ။တွေးလေးပဲနာတမလည်းအတူတူပဲ။အေးပြားလေးပဲနာတမလည်းကြောက်ကြထိတိမထိတိခမင်းတစ်ခါစားလို့ရှိရင်၈ဇွန်း၁၀ဇွန်းပဲစား။မနေ့တစ်ခါညတစ်ခါစားပါနော်။ Now need to take the adequate protein 40 gram per day ရဖို့လိုတယ်။တွေ့လဲလို့ရှိရင်ဒီအသားဆုံးတစ်လုံးက3.5 gram ပဲပါတယ်နော်။အဲ့တော့မနေ့က သုံးလုံးစားလို့ရှိရင်တော့မှ30 gram ပဲရမယ်ညသုံးလုံးစားရင်တော့မှ30 gram ဆို20 gram ပဲရှိသေးတယ်နော်ကျန်တာကိုဥလို့နို့လို့ဒါနဲ့ဖြစ်ဖို့လို့ဒီမှာနို့တောက်တာလည်းသိရှာတယ်နို့တစ်ခွက်စားလို့ရှိရင်တက5 gram လောက်ရမယ်နို့ကလည်းမတောက်ကြဘူးနော်ကျဲဥကလည်းမနေ့မနေ့ကျနှလုံးလောက်ကျော်စားရမယ်ဆိုလည်းမစားကြဘူးနော်အဲ့လိုဖြစ်တဲ့အခါကျတော့အသားတက်ကချွတ်တင်နေများတယ်အဲ့တော့ယောဂပြည့်ပြီဆိုရင်တော့40 gram ပြည့်အောင်ပူစားပေးဖို့လိုတယ်နော်အဲ့တော့အငန်တက်ကိုလျှော့ချရမယ်အချင်တက်ကိုလျှော့ချရမယ် ရေဓာတ်ကိုချိန်ပြီးတော့တောက်ရမယ်နော်ဒါပေမဲ့အချိန်နဲ့အငန်နဲ့ရှော့ရမယ်ဆိုတာနဲ့ဤသိင်းဟိွဲနဲ့သတိဝင်တာမစားဘူးမဟုတ်ဘူးအဲ့ဒီလေရှော့ဖို့ဆိုနိုင်ငံသားမှာဟိုတယ်မှာသွားစားရင်နိုင်ငံသားတွေကသမင်းဆိုတာလေးကမပါတော့မပါဘူးသူအသားတုံးစားမယ်ပြီးလို့ရှိရင်ငပြောသီးစားမယ်ပန်းသီးစားမယ်ပြီးလို့ရှိရင်သပြည့်သီးတွေစားမယ်သတိဝင်တယ်က3 portion 5 portion လောက်စားတယ်ဗမာကတနေ့ငပြောသီးသလုံးမှမှန်စားလို့အောင်ခါချာချာတနေ့ပန်းသီးသလုံးစားလို့လည်းခါချာချာအဲ့တော့အဲ့တော့သွားပြီးတော့မှသတိဝင်တယ်ရှောင်ဆိုတဲ့ခါကျတော့ပိုဒုက္ခရောက်ခဲ့နော်အဲ့ပိုဒုက္ခရောက်တော့ သီးကူလန်လျှော့သားမဟုတ်စားလို့ရတယ်အလှဲကြစားသွားငပြောသီးနေစားနောက်နေကြပန်းသီးစားနောက်နေကြစေပြည်သီးစားခရညင်းသီးလည်းချက်စားလို့ရတယ်နော်ဒါပေမဲ့အထူးသဖြင့်ကတော့ state 3 B မဟုတ်သေးတဲ့လူတွေသီးကူလန်နေနေရပို့ပြီးတော့စားပေးပါအဲ့မှာကျမ်းပါမယ်ဝင်းမှန်မယ်နောက်ကတည်းကဗိုက်တာမင်တွေပို့ပြီးတော့ကောင်းလေးတွေခူရနေတဲ့ပို့ပြီးတော့မတန်ဆွမ်းလေးတွေဆန်လဲခူရနေတဲ့ပိုင်ပြီးတိုက်ဖက်နိုင်လေးတွေဖြစ်တာပါနော်နောက် phosphate ကိုလည်းဒီထားဖို့ဆိုတယ်ဒါကလူသီးနေနေသေးတယ် ဖော့စ်ဖိတ်ဆိုတာဒီအသားတွေကိုနူးညံ့အောင်လုပ်ပေးတာကြော်တွေကိုတာရှိခံအောင်လုပ်ပေးတာအဲ့ဒါတွေကိုနည်းနည်းရှောင်ဖို့လိုတယ်ပေါ့နော်ဒါတော့ဒီကြောက်ကက်ယောဂလူနာတွေအတွက်ကိုအစားတော့အကြံပေးချက်ပါယူသူတွေမှာလည်းซีฟัม caring for well-being